မင်္ဂလာပါရှင်2015ခုနှစ်မလ19ရက်ကျတဲ့ရင်းနေညပိုင်းလွတ်လပ်တဲ့အရှအတန် RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုအမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မခင်ပါပါ RFA အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8နာရီခွဲကနေ9နာရီထိတင်ဆက်သွားမှာပါဒီအစီအစဉ်ကိုပဲနောက်တစ်နေ့မနက်9နာရီခွဲမှာတစ်ချိန်နေ့လယ်တနင်္လာတစ်ချိန်ပြန်ပြီးထုတ်လွှင့်ပေးနေတဲ့အကြောင်းသိပေးအပ်ပါတယ်ဒီနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင် ဆိုရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားတပ်ပိုင်းဆိုင်ရာလေလာဆောင်ကြည့်ရေးအဖွဲ့တွေဖွဲ့စည်းဖို့နဲ့တက်နေရာချထားရေးကိစ္စတွေအတွက်သဘောတူညီလိုက်ကြပါတယ်။တနိုင်ငံလုံးအပြစ်ခတ်ရက်စရေးလက်မှတ်ရေးထိုးနိုင်မှုအတွက်ရန်ကုန်မြို့မှာဒီနေ့ပြုလုပ်တဲ့ဆွေးနွေးပွဲတက်တရမြောက်နေ့မှာအခုလိုသဘောတူခဲ့ကြတာပါ။အစိုးရနဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေအကြားအမြဲတမ်းအငင်းအခုန်ဖြစ်ရတဲ့တော်လှန်ရေးဆိုတဲ့စကလုံးကိုအစိုးရဘက်ကလက်ခံလိုက်တဲ့အတွက်အခုလိုသဘောတူနိုင်ခဲ့တာလို့ဆိုပါတယ်။ အဖြစ်ခက်ရဲ့ဆေးရေးစာချုပ်လက်မှတ်ရေးထိုးပြီးနိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပတဲ့အခါမှာတိုင်းရင်းသားတွေတောင်းဆိုနေတဲ့ Federal တပ်မတော်တိဆောက်ရေးနဲ့ပတ်သက်လို့ဆွေးနွေးဖို့သဘောတူခဲ့ကြတယ်လို့လည်းသိရပါတယ်ရှင်။ရှမ်းပြည်မြောက်ပိုင်းလက်ကင်မြို့အနီးမှာအစိုးရတပ်နဲ့ကိုကံလက်နက်ကင်အဖွဲ့အကြားမနေ့ကတနေကုန်နီးပါးတိုက်ပွဲဖြစ်ပွားပြီးနှစ်ဖက်ထိခိုက်ကြဆုံမှုတွေရှိခဲ့တယ်လို့ကိုကံအဖွဲ့ကပြောလိုက်ပါတယ်။လက်ကင်မြို့အနီးကုံချမ်းနဲ့ခုတ်ထံမြို့အနီးတို့ဝိုင်းမှာတိုက်ပွဲဖြစ်ခဲ့တာလို့ MNDAA ခုခံအဖွဲ့ပြောရေးဆိုခွင့်ရှိသူဦးထွန်းမြတ်လင်းကပြောပါတယ်။မနေ့ကအစိုးရတပ်ဖက်ကတိုက်လေရင်တွေရဟတ်ရင်တွေနဲ့ပြစ်ခတ်ခဲ့ပြီးဒီနေ့မနေ့ပိုင်းအထိတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ပြောပါတယ်။လောက်ကင်ဒေသမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလ9ရက်နေ့ကတည်းကတိုက်ပွဲတွေဖြစ်ပွားနေပြီးတလကျော်ကြာတဲ့အချိန်ထိနေမြင့်တင်ငိမှုမရှိသေးဘူးလို့သိရပါတယ်ရှင်။ ကျောင်းသားတပိတ်စစ်ကြောင်းကိုအကြမ်းမဖက်ဖို့ပြီးခဲ့တဲ့မလ9ရက်နေ့ကဆန္ဒပြခဲ့တဲ့အတွက်တရားမဝင်စီတန်လှည့်လည်မှုပုံမှာ session နဲ့တရားစွဲဆိုထားတဲ့လက်ဗရန်မျိုးကန်ကိုကိုဒီနေ့ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ကျောင်းသားတွေကိုအကြမ်းမဖက်ဖို့အတွက်ဆန္ဒပြခဲ့တဲ့မျိုးကန်တရားကျော်တွေက12ဦးကိုမလ16ရက်နေ့မှာလက်ဗရန်မျိုးရဲစခန်းကတရားစွဲခဲ့တာပါ။အဲ့ဒီ12ဦးတွေကထွက်ပြေးတင်းရှောင်နေသူ3ဦးကိုတရားခံပြေးအဖြစ်ဖမ်းဝင်ရန်ထုတ်ထားတယ်လို့သိရပါတယ်။ ဆန္ဒပြတဲ့အထဲမှာမပါတဲ့သူတွေကိုလည်းထည့်သွင်းတရားစွဲဆိုထားတယ်လို့မြို့ကန်တွေကပြောပါတယ်။ဒီနေ့ယုံကြည်မှတရားစွဲခံထားရတဲ့မြို့ကန်၉ဦးကအာမခံရှောက်ထားရမှာလက်ဗရန်မြို့နယ်တရားရုံးကအာမခံပေးလိုက်ပြီးဧပြီလ၁ရက်နေ့မှာနောက်တစ်ကြိမ်စစ်ဆေးဖို့ချင်းဆိုလိုက်တယ်လို့လည်းသိရပါတယ်ရှင်။လဗရန်မျိုးနဲ့ရန်ကုန်မျိုးတွေမှာတပိတ်မောက်ကျောင်းသားတွေကိုအကြမ်းဖက်ဖြိုခွဲခဲ့တဲ့အပေါ်ရှုံချတဲ့အနေနဲ့မန္တလေးမျိုးမှာလက်ပတ်ဖြူလှုပ်ရှားမှုတစ်ခုကိုဒီနေ့စတင်လိုက်ပါတယ်။မပြုံးမှုမှုစဉ်ကတင်ပြထားပါတယ်ရှင်။ we are student we are student respect our rights မန္တလေးမြို့ရဲ့လူစီကားရနေရာတွေဖြစ်တဲ့ဖရာဇေကားဂိတ်ဘူတာရေစိတ်တွေနဲ့ကစားကွင်းတွေမှာတဖွဲ့ကို၄ရောက်နှုံးနဲ့အဖွဲ့၈ဖွဲ့ဖွဲ့က we are students respect our rights စာတမ်းပါတဲ့လက်ပတ်တွေကိုစီးပေးခဲ့ကြတာဖြစ်ပါတယ်ဒီလိုလိုလိုက်တဲ့အတွက်ကျွန်တော်တို့ဘလို့အထုတ်တမ်းလုပ်ဖြစ်သွားတိုင်းနေလဲဆိုတော့တကယ်လို့ကျွန်တော်တို့ရဲ့အဲလှုပ်ဆောင်မှုကိုအစိုးရသိလို့ရှိရင်နောက်နောက်တစ်ခါများအဲနောက်တစ်ခါများဒီလိုမျိုးဆန္ဒပြတာမျိုးဖြစ်လာတကယ်ရှင်တော်လကောင်းဒါမှမဟုတ်အခြားကိစ္စကြောင့်တော်လကောင်း ဟိုကျွန်တော်တို့အဲဆန္ဒပြရတဲ့ဒိတ်ကိုပေါ့နော်ဟိုအကြံမဖက်စေဖို့အတွက်လည်းအကြံမဖက်စေဘူးလို့လည်းညှော်လင့်တယ်နောက်တစ်ချက်ကပြည်သူလူထုကိုယ်တိုင်းကလည်းဒီလိုအကြံဖက်မှုလုပ်တာဟာမကောင်းဘူးဆိုပြီးတော့တည်သွားနိုင်တယ်ဆိုပြီးတော့လည်းကျွန်တော်ညှော်လင့်ပါတယ်ဗျခုလိုလှုပ်ရှားမှုကိုတက်ဆိုင်ရာမြို့နယ်အာဏာပိုင်တွေကတစုံတရာလာရောက်တားမြစ်တာမျိုးတွေမရှိပေမဲ့လှုပ်ရှားမှုပြုလုပ်ရာနေရာတိုင်းမှာမှတ်တမ်းတင်နေတာတွေကိုတော့တွေးရှိရပါတယ်ဒီလှုပ်ရှားမှုဟာဖွဲ့အစည်းတစ်ခုခုကဥဆောင်လုပ်ကင်တာမဟုတ်ပဲတက်ကြွအလှူရှားသူလူငယ်တွေစုယုံပြီးပြုလုပ်ခဲ့ကြတာလို့ပြောပါတယ် ခက်ခဲတွေကတော့ရှိရကိုဘာဖြစ်လို့လဲဆိုတော့နေရောပြီးတော့မြန်မာနိုင်ငံလေးကိုကမြန်မာလူမျိုးတွေပြီးတော့ဗုဒ္ဓဘာသာလူမျိုးတွေအစွဲတွေကလည်းကြီးတယ်ကိုထမင်းကိုစားပြီးတော့မျိုးကောင်တွေဒါမျိုးတွေလိုက်လို့တော့ဖြစ်တယ်ညာဖြစ်တယ်လို့ကြတယ်တချို့ဆိုကျွန်တော်တို့တစ်ခါလေးဆိုလက်ဖက်တိုင်းတွေဝင်ပြီးတော့လက်ဘက်တွေကိုပတ်ပေးတယ်တချို့လူတွေကပတ်တယ်ပတ်ပြီးတော့ပြီးတာနဲ့လက်ဘက်တွေကိုဖြုတ်ပြီးတော့ခုံမတင်သွားကြတယ်အဲ့လိုမျိုးမြင်တဲ့အချိန်မှာတော့ကျွန်တော်တို့စိတ်ထဲမှာမကောင်းဘူးပေါ့ဒါအမျိုးသားရေးလေးနိုင်ငံရေးနိုင်ငံရေးဆိုတော့ကွာလူတိုင်းနဲ့တက်ဆိုင်တာပေါ့ဒီလိုကကျတော့ဒါအစိုးရကိုမကောင်းပြောတာလည်းမဟုတ်ဘူး အစိုးရကိုပုတ်ခန့်တာလည်းမဟုတ်။ဒါကြီးလေးတို့အေးအေးချမ်းချမ်းလေးရင်းရင်းချမ်းချမ်းလေးနဲ့ပဲလက်ဘက်ကမ်ပိန်းလေးလုပ်တဲ့သဘောပါ။ဟုတ်လားဟုတ်လားဆိုတာကတော့ဒီမှာနိုင်ချွတ်ချုံကြအနေနဲ့ပညာရေးကိုဟိုတိုးတက်အောင်လုပ်နေရတယ်။ဒါလို့ကျွန်တော်တို့အားပေးတယ်။ကျွန်တော်တို့ကိုယ်တိုင်ပါဝင်နိုင်ပေမဲ့လည်းကျွန်တော်တို့အားပေးတယ်ပေါ့။အလားတူတူရှောင်းမှုကိုရန်ကုန်မြို့မှာပြီးခဲ့တဲ့သတင်းပတ်အတွင်းကလေးကစတင်ခဲ့တာပါ။ဒီကနေ့မှာပဲ လက်ပတ်ဖြူလှုပ်ရှားမှုကိုပြင်းမနာမျိုးမကွေးပြီးပဲခူးနဲ့လက်ပတန်းမျိုးအပေါင်းဝင်မျိုးပေါင်း19မျိုးမှာတပြိုင်နက်သေးပြုလုပ်ခဲ့ကြတယ်လို့သိရှိရပါတယ်ရှင်။မပြုံးမှုမှုစဉ်တင်ပြသွားတာပါရှင်။မြမအစိုးရအနေနဲ့နေအိမ်တွေကိုဝရမ်းမပါပဲဝင်ရောက်ရှာဖွေတဲ့လုပ်ရက်တွေကိုချက်ချင်းရပ်တန့်ဖို့နဲ့ညအိမ်ညနေတဲခိုသူရှိရင်အဲ့စင်းတိုင်ကြားခိုင်းတဲ့ဥပဒေကိုပယ်ဖျက်ပေးဖို့မြမအရေးလှုပ်ရှားနေတဲ့45 rights အဖွဲ့ကတောင်းဆိုလိုက်ပါတယ်။ မြန်မာအစိုးရဟာလူမှုရေးအသင်းအဖွဲ့တွေနိုင်ငံရေးလှုပ်ရှားသူတွေကိုစောင့်ကြည့်စစ်ဆေးဖို့အနောက်ရှက်ပေးဖို့နဲ့ဖမ်းဆီးဖို့အတွက်2022ခုနှစ်ရက်ကွက်ကြေးရွာအုပ်ချုပ်ရေးဥပဒေကိုအသုံးပြုနေတဲ့အကြောင်းအစိုးရခန်းစားတစ်ဆောင်ကိုဒီကနေ့ထုတ်ပြန်လိုက်တာပါမြန်မာအနာပိုင်းတွေဟာမကြသေးခင်ကဖြစ်ပွားခဲ့တဲ့အကြောင်းသားတစ်ပိတ်မှာပါဝင်လှုပ်ရှားခဲ့သူတွေကိုရှာဖွေဖမ်းဆီးဖို့အတွက်အဲ့စင်းအကြောင်းပြပြီးနေအိမ်တွေကိုဝင်ရောက်စစ်ဆေးနေတယ်လို့ဆိုပါတယ် အုပ်ချုပ်ရေးအစဉ်အဆက်ကိုအခုလိုလုပ်ပိုင်ခွင့်အာဏာပေးထားတဲ့အတွက်မြန်မာပြည်သူတွေအခြေခံလူ့အခွင့်အရေးနဲ့လွတ်လပ်ခွင့်ဆုံးရှုံးနေတဲ့အကြောင်းအစည်းအခမ်းအမှာဖော်ပြထားပါတယ်။45 rights အဖွဲ့ဟာ2013အောက်တိုဘာလကနေ2015မတ်လအတွင်းတိုင်းနယ်ပြည်နယ်6ခုကအင်အားစု100လောက်ကိုတွစ်ဆုံမေးမြန်းပြီးတဲ့နောက်ဒီအစီရင်ခံစာကိုထုတ်ပြန်လိုက်တာလို့သိရပါတယ်ရှင်။ မြန်မာအစိုးရအနေနဲ့မြန်မာနိုင်ငံကိုနောက်တစ်ချိန်လာရောက်ဖို့သူ့ကိုဖိတ်ကြားပြီးလုံခြုံရေးအတွက်လည်းတာဝန်ယူလိမ့်မယ်လို့မျှော်လင့်ကြောင်းမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Miss Yan Yili ကမနေ့ကပြောလိုက်ပါတယ်။ဒီအပိုင်းအတွင်းမြန်မာဖုန်းတော်ကြီးဝီရသူကသူ့ကိုရှံပြုတ်ဖို့ချိန်ချောက်ခဲ့တာတွေနဲ့ပတ်သက်ပြီး Miss Yan Yili ကအခုလိုပြောကြားခဲ့တာပါ။ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့ထုတ်ပြန်ချက်အရ Miss Yan Yili ကို င်ငန်းစာပေးတဲ့အနေနဲ့ရန်ပြုတ်တိုက်ခိုက်ဖို့အရှင်ဝီရသူကဒီရဲ့ပိုင်းအတွင်း Facebook စာမျက်နှာကနေနှိုးဆော်စကားမင်ကြားခဲ့တယ်လို့ဆိုပါတယ်။အရှင်ဝီရသူအနေနဲ့နိုင်ငံတကာကိုယ်စားလှယ်တအူးကိုခုလိုမင်ကြားပြောဆိုဖို့မတင်ကြောင်းနဲ့စူပူမှုဖြစ်အောင်လှုံ့ဆော်တာကိုအရေးယူဖို့မြမအစိုးရမှအပြည့်အဝတာဝန်ရှိကြောင်းလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးယုံပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကလူခွင့်ရေးကောင်စီညီလာခံကိုမစ္စရန်ဟီလီတင်သွင်းခဲ့တဲ့မြန်မာနိုင်ငံဆိုင်ရာအစီရင်ခံစာမှာ အခြားလူခွင့်ရေးအခြေအနေတွေနဲ့အတူရခိုင်ပြည်နယ်ကရိုဟင်ဂျာမွတ်စလင်တွေအတွက်အကူအညီတွေအရေးတကြီးလိုအပ်နေကြောင်းဖော်ပြထားပါတယ်ရှင်။ရခိုင်ပြည်နယ်မှာမလ17ရက်နေ့ကအောင်တကွန်အမှတ်3ရရင်နှိမ့်ညွတ်မှုနဲ့ပတ်သက်ပြီးပို့ဆောင်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးကပြည်သူ့လွှတ်တော်မှာဒီကနေ့လာရောက်ရှင်းလင်းခဲ့ပါတယ်။မတ်ဝေမာထွန်းကတင်ပြထားပါတယ်ရှင်။ ကြည်သူလွတ်တော်ဥက္ကဋ္ဌသူရဥွှေမန်းရဲ့ဖိတ်ကြားချက်အရပို့ဆောင်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဟန်စိန်ကအောင်ကွန်သုံးရေရင်နင်းမြုပ်ခဲ့တဲ့အကြောင်းအရင်းတွေနဲ့ပတ်သက်ပြီးအစိုးရရဲ့လက်တလောတွေ့ရှိထားတဲ့အချက်တွေကိုလာရောက်ရှင်းလင်းခဲ့တာပါရေရင်နင်းမြုပ်ခဲ့တဲ့အဓိကအချက်ဟာကုန်တန်ချိန်အများပြားတင်ခဲ့တာကြောင့်ဖြစ်တယ်လို့ဒုဝန်ကြီးဦးဟန်စိန်ကပြောပါတယ် ကုမ္ပဏီနဲ့ကတော့ဒီကြသတ်မှတ်ချက်မရှိဘဲနဲ့သူ့ရဲ့ကျွန်တော်တို့ရေထိမြင်းရှိပါတယ်ရေထိမြင်းတဲ့မကြော်ရပါအခုခရီးစဉ်မှာတော့သူကဒါရည်တိမြင်းနဲ့ကြော်နေတဲ့အတွက်ကြောင့်မလို့သတ်မှတ်ကျွန်တော်တို့ကုံတင်နိုင်တဲ့သတ်မှတ်မြင်းတဲ့ကြော်လုံပြီးတော့ကုံနေတင်ဆောင်ထားတယ်ဆိုတာတွေ့ရှိရပါတယ် ဒါအပြင်အောင်တကုံရေရင်တွေဟာ၈နာရီအောက်ခီးတုံမောင်းနေမယ်ဆိုရင်လူဦးရေ160တင်ဆောင်နိုင်ပြီး၈နာရီကျော်မောင်းနေမယ်ဆိုရင်လူဦးရေ130တာတင်ဆောင်နိုင်တဲ့ရေရင်တွေဖြစ်တယ်လို့ဒူးဝင်ကြီးကရှင်းလင်းခဲ့ပါတယ်။ရခိုင်ပြည်နယ်ကရေရင်တွေမှာဝင်းပိုတင်တာလူပိုတင်တာတွေဟာပုံမှန်ဖြစ်နေကြဖြစ်တယ်လို့မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖေတန်းကဒီနေ့လွှတ်တော်မှာဆွေးနွေးပါတယ်။အဓိကတော့အာနေရှာအတင်းမွေးရဲ့အာနေရှာဖြစ်တယ်လို့မြင်တယ်။ ။ဒါကြောင့်တင်းမောကိုဒီတင်းမောအစုပ်တွေကိုကျွန်တော်ရခိုင်ပြည်နယ်ကလဲပေးဖို့လိုတယ်။ရခိုင်ပြည်နယ်ဆိုအရှားဒေသနဲ့မတူဘူး။စားငံရေးပြင်းတယ်ပြီးတော့လှိုင်းတွေဒေသရှိတယ်။တရားဝင်မြစ်ကြောင်မှာဆိုပြဿနာမရှိဘူး။တော်ဒါနာပေါ့ရင်လည်းတန်းကတ်လို့ရတယ်အသက်မသေးနိုင်ဘူး။ အခုလိုဖြစ်ရက်တွေနောက်ထပ်မဖြစ်ဖို့အတွက် အစိုးရအနေနဲ့ဆောင်ရွက်ပေးဖို့လိုတယ်လို့လည်းရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မဲဆန္ဒနယ်ကလွှတ်တော်ကိုယ်စားလှယ်ဥပါရှင်ကဒီနေ့လွှတ်တော်မှာပို့ဆောင်ရေးဒုဝန်ကြီးလာရောက်ရှင်းလင်းစင်မှာပြောကြားခဲ့ပါတယ်။ဒီအသင်းဘောနင်းမြုပ်သွားတဲ့ဟာရာသီဥတုကြောင့်မဟုတ်ဘူး။ပြည်ထောင်စုဝန်ကြီးဌာနကဒုတိယဝန်ကြီးပြောတဲ့ဒီအချက်ကမှားတယ်ဆိုအငယ်ထည့်ပြောလိုက်တယ်လေ။သင်းဘောအိုဟောင်းဒီအပြည့်ဒီအဆွေတွေနဲ့သွားတဲ့အတွက်ကြောင့်ဒီသင်းဘောအိုဟောင်းဒီကပောက်ပြေးပြီးတော့ နောက်တစ်ခါပောက်ပြေးတဲ့အခါဒီအသင်းဘက်ကပင်လေထဲမှာမမြုပ်ခဲ့ဘူးပင်လေကျော်ပြီးပြီပင်လေကျော်လို့ဟိုဘက်နောင်တော့တောင်ကိုလွန်ပြီးဟိုမြောက်ကျိန်ကျွန်းနာမှာအဲ့နာမှာကျွန်းကပ်ပြီးလိုက်ရင်ဒီလူတွေမသေးဘူးအသင်းဘက်ပြက်ဌာနဆိုင်ရာဒီကအသင်းဘက်ပြက်မှာကိုကြောက်အသင်းဘက်တောင်တင်ရင်သူအရေးယူခံရမှာကြောက်တဲ့တဲ့ကြောင့်လူတွေအသက်သေးတာအရေးမကြီးဘူးအသင်းဘက်ပြက်လို့သူတို့အရေးယူခံရမှာကအရေးပိုကြီးတယ်ဆိုပြီးတော့သူတို့သူတို့အရေးယူခံရမှာကြောက်တဲ့တဲ့ကြောင့်လူအသက်သေးသေးမသေးသေးအဲ့ဒီသဘောမျိုးနဲ့သူရွေးချယ်လိုက်တာ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးရာသီဥတုကြောင့်ဆိုတဲ့မမမကန်ပြောဆိုမှုတွေကိုမပြောဘဲတာဝန်ယူဆောင်ရွက်ဖို့လိုတယ်လို့ကြည်သူလက်တော်ဥက္ကဋ္ဌသူရဥွှေမန်းကပြောလိုက်ပါတယ်ဒီလ73ရက်နေ့မှာနင်းမြုပ်ခဲ့တဲ့အောင်ဒဂွန်ခီးတဲ့တင်ရေရင်မှာခမန်းလူဦးရေ200ကနေ400အထိပါသွားတယ်ဆိုပေမဲ့အသက်ရှင်လျက်လူဦးရေ190ကျော်ကိုသာကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်ရှင်။မဝေမာထုံးတင်ပြပေးခဲ့တာပါရှင်။ ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်မှာအစိုးရနဲ့ဗီယက်နမ်ကုမ္ပဏီတစ်ခုအကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့နေပူတောင် Marble လှဆင်ကြောက်ထုတ်လုပ်ရေးစီမံကိန်းနဲ့ပတ်သက်ပြီးဒေသခံတွေကိုပွင့်လင်းမြင်သာမှုရှိရှိချပြပေးဖို့မြို့ကန်တွေကတောင်းဆိုလိုက်ပါတယ်။နေပြည်တော်တပ်တူရင်းဝန်ကြီးဌာနညွှန်ကြားမှုချုပ်ယုံတာဝန်ရှိသူတွေကိုမနေ့ကတွားရောက်တွေ့ဆုံပြီးတောင်းဆိုခဲ့ကြတာပါ။တပ်တူရင်းဝန်ကြီးဌာနညွှန်ကြားမှုချုပ်ဦးဝင်းထိန်ကဒီကိစ္စအတွက်အပြန်အလှန်တွေ့ဆုံဆွေးနွေးပေးမယ့်အကြောင်းပြောဆိုခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။တောင်ကုန်းမြို့အရှိတ်ဘက်မိုင်30အကွာက Marvel အလှဆင်ကြောင့်ထုတ်လုပ်ရေးစီမံကိန်းကို Simico Vietnam ကုမ္ပဏီကို American Dollar 18သန်းနဲ့နှစ်ပေါင်း25နှစ်အထိထုတ်ယူခွင့်ပြုထားတာလို့သိရပါတယ်။ကြောက်တွေထုတ်ယူနေတာတစ်နှစ်နေပါရှိပြီဖြစ်ပေမဲ့စီမံကိန်းနဲ့ပတ်သက်လို့အစိုးရဘက်ကဒီနေ့အထိတိတိကျကျထုတ်ဖော်ပြောဆိုတာမရှိသေးဘူးလို့လည်းဒေသခံတွေကပြောပါတယ်ရှင်။ မြန်မာအစိုးရအနေနဲ့မူယူဆေးဝါးတိုက်ဖျက်ရေးကိုထိထိရောက်ရောက်ဆောင်ရွက်တာမတွေ့ရကြောင်းနဲ့မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာဗိမ်းဆိုင်ပြုထုတ်လုပ်မှုဒုတိယအများဆုံးနိုင်ငံအဖြစ်တည်ရှိနေဆဲဖြစ်ကြောင်းအမေရိကန်အစိုးရကပြောလိုက်ပါတယ်။လွှတ်တော်ကဗိုလ်ထူးနေကတင်သွင်းလိုက်တဲ့အမေရိကန်နိုင်ငံသားရေးဌာနရဲ့နိုင်ငံတကာမူယူဆေးဝါးတိုက်ဖျက်ရေးနှစ်ပတ်လည်အစီရင်ခံသားမှာမြန်မာဘိုလီးဗီးယားနဲ့ဗင်နီဇွဲလားအစိုးရတွေဟာမူယူဆေးဝါးတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီးနိုင်ငံတကာကိုသူတို့ပေးခဲ့တဲ့ကတိတွေနဲ့အညီဆောင်ရွက်ခြင်းမရှိကြောင်းဖော်ပြထားတာပါ။ အခုလိုထိတိရရောက်မဆောင်ရွက်ပေမဲ့သမရော့အိုဘားမားအစိုးရဟာမြန်မာနိုင်ငံမှာနိုင်ငံရေးပြည်ပြင်ပြောင်းလဲမှုတွေရှိတယ်ဆိုပြီးပိတ်ဆို့မှုတွေကိုပယ်ဖျက်ထားတာသုံးနှစ်ရှိပြီလို့လဲဆိုပါတယ်။မြန်မာနိုင်ငံဟာအာဖဂန်နစ္စတန်ပြည်ရင်ကမ္ဘာပေါ်မှာဘိန်းဆိုင်ပြိုးမှုအများဆုံးနိုင်ငံဖြစ်ပါတယ်ရှင်။အရဖေရုံမြန်တညာစီစဉ်တွေကိုကြည့်ရှုနေရတာပါအခုဆက်ပြီးမြမအိနီချင်းအာရှနိုင်ငံတွေကစိတ်ဝင်စားစရာသတင်းတချို့ကိုတင်ပြပေးမှာပါ ထိုင်းအစိုးရအနေနဲ့နိုင်ငံရေးနဲ့ဆွံ့နွယ်ပြီးပြည်တံကြခံနေရသူတွေကရာဇဝတ်မှုကျူးလွန်သူမဟုတ်ပဲဆန္ဒပြယုံတာပြသူတွေကိုလွတ်ငင်းချမ်းသာခွင့်ပေးဖို့စဉ်းစားသွားမယ်လို့ဒုတိယဝန်ကြီးချုပ်တာဝန်ယူထားတဲ့ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးပရာဝစ်ကပြောလိုက်ပါတယ်မျိုးသားရင်ကြားစီရေးအတွက်ရည်ရွယ်ပြီးအခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မတီကအဆိုပြုထားတဲ့လူငင်းချမ်းသာခွင့်နဲ့ပတ်သက်လို့သတင်းထောက်တွေကဒီကနေ့မေးရမှာအခုလိုပြောလိုက်တာပါ။ ပြည်သူတွေနဲ့အဖွဲ့အစည်းအားလုံးကလက်ခံနိုင်တဲ့ကိစ္စဆိုရင်အမျိုးသားရင်ကြားစည်းရေးအတွက်လိုအပ်တာအကုန်လုံးကိုလှုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ဒါပေမဲ့ဥပဒေချိုးဖောက်တဲ့ကိစ္စတွေကိုတော့လက်မခံနိုင်တဲ့အကြောင်းဗိုလ်ချုပ်ကြီးပရာဝစ်ကပြောပါတယ်ရှင်။ထိုင်းဝန်ကြီးချုပ်ဟောင်းမစ်ရှင်လက်ကိုသူအာနာရှိစဉ်ကဆန်စပါးဝယ်ယူရေးစီမံကိန်းကနေအာဂရိလိုက်စားမှုတွေကျူးလွန်ခဲ့မှုနဲ့ထိုင်းရှိနေချုပ်ယုံကဆွဲချက်တင်ထားတာကိုလက်ခံကြားနာဖို့ထိုင်းတရားရုံးချုပ်ကဆုံးဖြတ်လိုက်ပါတယ်။ ဒီအမှုအတွက်ဗဟိုတရားရုံးကခန့်အပ်ထားတဲ့တရားသူကြီး၉ဦးပါတဲ့အဖွဲ့ကဒီကနေ့ဆုံးဖြတ်လိုက်တာပါ။ဝန်ကြီးချုပ်ဟောင်းရင်လက်ကတော့သူ့အနေနဲ့ပြည်သူကပေးအပ်တဲ့တာဝန်ကိုထမ်းဆောင်ခဲ့တာဖြစ်တဲ့အတွက်အပြစ်မရှိတဲ့အကြောင်းသူ့ရဲ့ Facebook လူမှုရေးဆိုင်မျက်နှာမှာရေးသားထားပါတယ်။မစ်ကျင်လက်ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခြင်းကလက်သမားတွေစီကစဘာတွေကိုပြင်ပပေါက်စည်းထက်ပိုပေးပြီးဝယ်ယူခဲ့တဲ့အတွက်နိုင်ငံတော်ဗန္ဒာငွေနစ်နာဆုံးရှုံးခဲ့တယ်လို့လက်သမားတွေထဲမှာလည်းငွေလက်ငင်းမရသူတွေရှိခဲ့တယ်ဆိုပြီးဆွဆွဲထားတာဖြစ်ပါတယ်ရှင်။ မြန်မာနိုင်ငံအရှိပိုင်းလာအိုနိုင်ငံနယ်စပ်ကရွှေတရီကန်ဒေသဟာကြားဝက်ဝန်နဲ့တင်းခွေချက်လိုရှားပါဒရိတ်ဆန်တွေရဲ့အယုံအသားနဲ့ခြေသေးလက်သေးတွေကိုတရားမဝင်ရောင်းဝယ်နေတဲ့ဥပဒေမဲ့ဆုံးတစ်ခုဖြစ်နေတယ်လို့လန်ဒန်အခြေစိုက်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီ EIA ကဒီကနေ့သတင်းထုတ်ပြန်ပါတယ်။အဓိကဝယ်ယူသူတွေဟာတရုတ်နိုင်ငံကဧည့်သည်တွေဖြစ်တယ်လို့ဆိုပါတယ်။ရှားပါဒရိတ်ဆန်တွေရဲ့အသားနဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာဆေးဘက်ဝင်နေဆိုပြီးတရုတ်လူမျိုးအများစုကလက်ခံယုံကြည်ထားကြတာပါ။ ဒါကြောင့်တရုတ်နိုင်ငံသားအများဆုံးလာရောက်လည်ပတ်တဲ့လာအိုနိုင်ငံဟာရှားပါဒရိတ်ဆန်ထွက်ကုန်ပစ္စည်းအ धिक ရောင်းဝယ်တဲ့နေရာဖြစ်လာနေတယ်လို့သတင်းမှာဖော်ပြထားပါတယ်ရှင်။ဒီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ရန်နာဝင်ပြုပါရှင်။မကြာခင်မိနစ်ပိုင်းတွင်မှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါ။ကျမတို့ RFA ရုံမြင့်တန်ကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီအထိညစဉ်ထုတ်လွှင့်နေပါတယ်။ဝေဖန်ကြံပြချက်တွေကိုလည်းဖိတ်ခေါ်ပါတယ်ရှင်။ ဆက်ပြီးကြည့်ရှုနေရတာပါအခုအစည်းအဝေးဒုတိယပိုင်းမှာသတင်းပေးပို့ချက်တခုကိုအရင်ဆုံးထုတ်လွှင့်ပေးမှာပါအစိုးရငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ UPWC နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့အပြစ်အခက်ရစဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCD တို့ရဲ့တတိယမြောက်နေ့ဆွေးနွေးပွဲကိုရန်ကုန်မြို့မှာဒီကနေ့ကျင်းပခဲ့ရမှာတပ်ပိုင်းဆိုင်ရာနေရာချထားရေးနဲ့လေလာဆောင်ကြည့်ရေးအဖွဲ့တွေဖွဲ့စည်းသွားဖို့သဘောတူခဲ့ကြပါတယ်။ RFA1 တို့သာကိုခမောင်စိုးမင်းကတင်ပြထားပါတယ်ရှင်။ဒီနေ့ဆွေးနွေးပွဲမှာ တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကိုမူအားဖြင့်သဘောတူညီခဲ့တဲ့အတွက်အပြစ်ခတ်ရစရေးစာချုပ်မူကြမ်းထဲမှာပါဝင်တဲ့အခန်း9ခန်းမှာအခန်း9ခန်းအထိသဘောတူညီမှုရရှိခဲ့တယ်လို့ပြောပါတယ်ဒီပေါ်မှာအားလုံးခုန concept ဆိုတဲ့ခုနသဘောဟိုစဉ်းစားချက်တွေလည်းတော်တော်လေးတူနေပါပြီအဲ့ဒီ structure ကိုဘယ်လိုပုံစံမျိုးလေးနဲ့လုပ်လိုက်မလဲဆိုတဲ့ဟာလေးကအခုတော်တော်လေးနှီးစပ်နေပါပြီအကောင့်ဖက်ကိုပဲဥတီပြီးတော့မှကျမတို့အားလုံးကကြိုးစားပြီးတော့ဆွေးနွေးနေကြတာဖြစ်ပါတယ် တိုင်းရင်းသားတွေဘက်ကတောင်းဆိုနေတဲ့ Federal တပ်မတော်တိဆောက်ရေးနဲ့ပတ်သက်ပြီးအပြစ်အခက်ရစရေးစာချုပ်ကိုလက်မှတ်ရေးထိုးပြီးနောက်ပိုင်းနိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပတဲ့အခါမှာလုံခြုံရေးအဆင့်ပြန်လည်ပေါင်းစည်းခြင်းခေါင်းစဉ်နဲ့ဆွေးနွေးသွားမယ်လို့သဘောတူညီကြပါတယ်။ကျွန်တော်တို့တိုင်းပြည်ကအင်မတန်မှကြေပြန့်ပါတယ်။ပြီးတော့လက်နက်ကင်ဖွဲ့စည်းတွေလည်းတော်တော်များများရှိတယ်။ဆိုတော့အဲ့ဒီအသေးစိတ်ပိုင်းနိပညာပိုင်းဆိုင်ရာပြီးတော့တပ်အနေထား ပြီးတော့အာမေပြင်းအနေထားတွေကပြီးနေတစ်ခုနဲ့တစ်ခုလူမျိုးတစ်ခုနဲ့တစ်ခုကြားမှာမတူဘူးအဲ့ဒါကြောင့်ဒါတွေကိုအားလုံးလွှမ်းခြုံနိုင်တဲ့ NCA အထက်မှာတော့အသေးစိတ်ကြီးလို့မရပါဘူးအဲ့ဒီအသေးစိတ်ပိုင်းကိုတော့အဒီစာချုပ်ချုပ်စုပြီးတလအတွင်းမှာတက်ဆိုင်ရာအလိုက်တော်လကောင်စုပေါင်းရတော်လကောင်ကျွန်တော်တို့ဆက်လောက်ဆောင်သွားမှာဖြစ်ပါတယ်တနိုင်ငံလုံးအပြစ်ကရဆေးလက်မှတ်ရေးထိုးပြီးနောက်ပိုင်းရပောင်း60အတွင်းနိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပသွားမှာဖြစ်ပါတယ် ဒါအပြင်တနိုင်ငံလုံးအပြစ်ခတ်ရစရေးစာချုပ်ချိုးဆိုပြီးနောက်ပိုင်းမှာနှစ်ဖက်တပ်တွေကိုစောင့်ကြည့်စစ်ဆေးရေးအဖွဲ့တွေ ထားရှိဖို့ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။ဒီ၃ရက်ကြာဆွေးနွေးပွဲကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ NCCD ကအဖွဲ့ဝင်တွေဟာဆွေးနွေးပွဲရလဒ်တွေကိုလာမယ့် NCC ထိပ်သီးဆွေးနွေးပွဲကိုတင်ပြသွားမယ်လို့သိရှိရပါတယ်ခင်ဗျာ။အားလုံးကတော့ဒါကိုကမောင်ဆွေးမင်းတင်ပြပေးခဲ့တာပါရှင်။ 2015ရွေးကောက်ပွဲမှာမတန်ဆွမ်းသူတွေပါဝင်မဲပေးနိုင်အောင်မဲယုံတွေမှာလိုအပ်သလိုစီစဉ်ဆောင်ရွက်ပေးဖို့အတွက်မတန်ဆွမ်းအဖွဲ့တွေနဲ့နိုင်ငံရေးပါတီတွေရန်ကုန်မရမ်းကုန်းမြို့နယ်ကမတန်ဆွမ်းတင်နန်းကြောင်းမှာဆွေးနွေးခဲ့ကြပါတယ်။ကိုထွန်းမြင့်ကတင်ပြထားပါတယ်ရှင်။ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာမတန်ဆွမ်းသူတွေဟာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တည်င်းအချက်အလက်တွေမသိရသလိုမဲယုံတွေမှာလည်းမဲပေးဖို့ တီးတန့်စီစဉ်ထားတာမရှိတဲ့အတွက်မဲပဲနိုင်ခွင်ဆုံးချုံခဲ့ရတယ်လို့ဒီကနေ့ဆွေးနွေးပွဲမှာမတန်ဆွမ်းခေါင်းဆောင်တွေကဆွေးနွေးခဲ့ကြပါတယ်နိုင်ငံရေးပါတီတွေနဲ့မတန်ဆန်းဖွဲ့စည်းတွေတွေ့ဆုံဆွေးနွေးတဲ့ပထမဆုံးအကြိမ်စီပဲ။ရွေချက်ကတော့ကျွန်တော်တို့မတန်ဆန်းတဲ့သူတွေကလည်းနိုင်ငံသားတွေဖြစ်တယ်။ကျွန်တော်တို့မှာခွင့်ရတွေရှိတယ်။ဒါတွေကိုနိုင်ငံရေးပါတီတွေကသိရှိဆောင်ရွက်ပေးလာပေးစီလာပေးလာစီခြင်းလေ။နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီပါတီတီးတီးရဲ့မူဝါဒနဲ့လုပ်ငန်းစဉ်တွေလုပ်ငန်းအစီအစဉ်တွေမှာကျွန်တော်တို့မတန်ဆန်းတဲ့သူတွေအတွက်အစီအစဉ်ရှိမှရှိပေါ့။ဟိုပါဝင်ဆောင်ရဲ့ အဲထဲသိစဉ်းစားဆောင်ရွက်နေတာရှိမရှိပေါ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်လေ့လာဆွေးနွေးမယ်ပြီးရင်ကျွန်တော်ရဲ့လိုအပ်ချက်တွေကျွန်တော်ပြောမယ်ပေါ့ကျွန်တော်တို့အတွက်ဆောင်ရွက်ပေးစီလိုအပ်ချက်တွေကျွန်တော်အကြံပြုမယ်လက်ရှိမြန်မာနိုင်ငံကမဲယုံတွေဟာမတန်ဆန်းသူတွေမဲပေးနိုင်အောင်စီစဉ်ထားတဲ့မဲယုံတွေမဟုတ်ဘူးဆိုတာကိုလည်းလက်တွေ့သေုပ်ပြခဲ့ကြပါဗျာ အော်မဲထဲတဲ့အခါမှာလည်းမဲထဲမှုအတွက်ကိုကျွန်တော်တို့သူတို့မြင်ပြီးတော့မှီတဲ့နေရာတွေဖြစ်ရပါမယ်။ဟောမျက်စိအာရုံတန်ဆောင်းတဲ့သူတွေအဲသူတို့သူတွေအတွက်ကိုကြတော့လေကျွန်တော်တို့ကသူတောင်းဆိုရဲ့တော့ဟိုပါကသူတို့ရဲ့ယုံကြည်ရာပေါ့ယုံကြည်ရာအဲလူတဦးတယောက်ကိုကျွန်တော်တို့ကဒီပါဝင်ဆောင်ရွက်ခွင့်ပေးတင်ပါတယ်လို့ကျွန်တော်အစိုးရကိုလည်းကျွန်တော်တို့ကတောင်းဆိုတင်ပါတယ်။မတန်ဆန်းသူတွေမဲပေးနိုင်ရဲ့အတွက်အရင်ရဲကဝဲတော့ကထဲသွင်းစဉ်းစားခဲ့တာမျိုး မရှိခဲ့ပါဘူး။ 2015ခုနှစ်နှစ်ကုန်လမှကျင်းပမယ်အထွေထွေရဲကောက်ပွဲမှာမတန်ဆန်းသူတွေမေးပေးနိုင်ဖို့အတွက်ကြေကြေပြန့်ပြန့်ဆွေးနွေးခဲ့ကြပါတယ်အခက်ခဲရှိနေရဲဆိုတာလည်းသူတို့အနေနဲ့ထည့်ပြီးတော့မစင်စားပင်းပြီးတာလည်းပါမှာပေါ့နော်ဒါပေမဲ့အခုချိန်မှာစူးနွေးပွဲကိုတက်ရောက်လိုက်တဲ့အတွက်ကြောင့်ကျမတို့ဒီမှာမတန်ဆန်းသူတွေမဲပေးခွင့်မဲပေးဖို့တွားရောက်တဲ့နေရာမှာအခက်ခဲရှိရတယ်ကျမတို့အနေနဲ့မြင်လာရတယ်မြင်လာတဲ့အတွက်လည်းကျမတို့ တက်နိုင်တဲ့ဘက်ကနေပြီးတော့မဲပေးတဲ့နေရာမှာအဆင်ပြေချုံးမှုအောင်လုပ်ကူညီသွားမှာပါရှင်။ကျွန်တော်တို့တို့မတန်ဆွမ်းနေရညသွားပြီးမိသားစုရဲ့ဒီဟိုဟာပေါ့အောက်လက်အောက်မှာပဲနေရတယ်မိသားစုရဲ့ဆုံးဖြတ်ချက်နဲ့ပဲအသက်ရှင်ရတဲ့သူတွေများတယ်လေ။ဆိုတော့အခါကျတော့တို့ကတို့ကိုယ်တိုင်မဲယုံသားပြီးတော့မဲပေးခြင်းပဲလေ။မိသားစုကခွင့်မပြုတာမျိုးအဲကိုကိုယ်တိုင်မိသားစုကလည်းခွင့်ပြုတယ်ကိုကိုယ်တိုင်ကလည်းသွားခြင်းနဲ့ဆန္ဒရှိပေမဲ့ဘယ်လိုသွားရမလဲပေါ့။အမနေမှာကျတော့ကျွန်တော် ချီပိုးပြီးမှသွားရမှာမျိုးရှိတယ်ခိဒီသွားရဲလာတဲ့အခက်အခဲတွေပေါ့ဟာမင်းယုံရောက်တဲ့ခါမှာဆိုလို့ရှိရင်လေခုနကပြောသလိုပဲမင်းယုံဝန်ထမ်းနေရမတန်ဆွမ်းတယောက်ကမဲပေးခွင့်ရှိတယ်သူတို့လည်းနိုင်ငံသားဆိုတဲ့ဟာဝဲဖြစ်နေတဲ့ခါကျတော့အဲမင်းယုံကဝန်ထမ်းနေရလည်းလာမပေးပါနဲ့ဆိုတာမျိုးတွေမှောင်တွေ့ရတယ်ပေါ့နော်မတန်ဆွမ်းသူတွေမဲပေးခွင့်ရရှိရဲ့ဆွေးနွေးပွဲကိုရန်ကုန်မှာရှိတဲ့နိုင်ငံရေးပါတီ20ကိုဖိုက်ကြားထားပေမဲ့ပြည်ထောင်စုတန့်ခိုင်ဖွံ့ဖြိုးရေးပါတီမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တိုင်းဒေသစီလုံးညီညွတ်ရေးပါတီ ဒီမိုကရက်တစ်ပါတီမြန်မာတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီစတဲ့ပါတီတချို့သာတက်ရောက်ခဲ့ကြပါတယ်။လက်ရှိမြန်မာနိုင်ငံမှာမတန်ဆွမ်းလူရေ73တန်းကျော်ရှိပြီးကမ္ဘာကုလသမဂ္ဂရဲ့မတန်ဆွမ်းသူများအခွင့်ရေးဆိုင်ရာသဘောတူညီချက်စာချုပ်ကိုလွန်ခဲ့တဲ့2013ခုနှစ်မှာလက်မှတ်ရေးထိုးထားတယ်လို့သိရပါတယ်ခင်ဗျာ။ကိုထွန်းမြင့်တင်ပြပေးခဲ့တာပါရှင်။ မြမပြည်တောင်ပိုင်းတင်းသားရီတိုင်းမြိတ်မြို့မှာဇီဝဆိုးငှက်ကိုဆက်နဲ့ခေါ်ယူပြီးမွေးမြူသူတွေများလာတာကြောင့်တဘာဝအတိုင်းငှက်တိုက်ရရှိတာနည်းလာပါတယ်ကိုကျော်လင်ဦးကတင်ပြထားပါတယ်ရှင်တင်းသားရီတိုင်းဗိတ်မြို့ကိုရောက်ရင် အပြန်လက်ဆောင်အဖြစ်ငပိငချောက်အပြင်ဇီဝဆိုးငှက်တိုက်ကိုပါဝယ်ယူလေ့ရှိကြပါတယ်အရင်ကဗိတ်မြို့မှာဇီဝဆိုးငှက်တွေဟာအိမ်နေမှာတဘာဝအလျောက်ဝင်ရောက်နေရာကနေရရှိတဲ့ တဘာဝအင်္ဂတ်တိုင်နဲ့ကျွန်းနေမှာတဘာဝအလျောက်နေထိုင်ရာကနေရရှိတဲ့ကျွန်းငတ်တိုက်ခု၍နှမျိုးသာရှိခဲ့ပါတယ်2005ခုနှစ်နောက်ပိုင်းမှာဇီဝဇုံငတ်တန်ကိုထည့်သွင်းထားတဲ့ငတ်ခေါ်ဇက်တွေထက်ကမွေးမြူသူတွေများလာပါတယ်ဒီလိုတဘာဝငတ်အိမ်တွေလိုဘိတ်မြို့မှာအထက်မြင့်ဆောက်ဥတွေဆောက်လုပ်ပြီးအပေါ်ထက်တွေမှာငတ်ခေါ်ဇက်တွေတက်ဆင်ပြီးတဘာဝငတ်တိုက်တွေအဖြစ်ဖန်တီးလာကစီးပွားဖြစ်လောက်ကင်လာကြပါတယ် ည်ရဲ့တဲ့အဲ့ဒီအများကြီးဖြစ်သွားပြီပထမဦးဆုံးဒီအဲ့ဝင်တာဆိုရင်ဒါပထမဦးဆုံးပေါ့နံပါတ်1ဝင်တာအခုကတော့စိန်နဲ့ခေါ်တဲ့အဲ့ဒီအများကြီးဖြစ်သွားပြီဘိမဆိုရင်60ကျော်80ဆိုတော့တခြားလည်းသွားတော့ပေါ့နော်ဘယ်လိုဆိုရင်အယောတဲ့အဲ့ဒီအထက်ငွေတိုင်းလည်းယောတယ်ငွေလည်းယောသွား2005ခုနှစ်ဝင်းကျင်ကဇီဝစုံငတ်တိုက်တပိတ်တာဈေးနှုန်းဟာ730ခန့်အထိရှိခဲ့ပြီးယခုနောက်ပိုင်း75တိန်းထိသာဈေးရှိတော့ပြီးငတ်တိုက်အိမ်တွေများလာတာကြောင့်ဈေးတွေပါကျလာတယ်လို့လည်းပြောကြပါဗျာ ပြီးတော့ကြာတော့လှုပ်လဲလူကများလာနေအဲ့လိုမျိုးပြင်တော့30ကျော်လောက်ရှိတယ်လူ20ကျော်ကျော်လောက်ကြာမှာပေါ့နော်20 20ကျော်လောက်ပေါ့70ကျော်လောက်ရှိတယ်ဟုတ်70ကျော်အကောင်းဆုံးမှာ15ကျင်းတော့ပဲရှိတယ်အတန်းဆုံးရတာအတန်းဆုံးစင်ကနေဟောတန်းဆုံးဆုံးပါစေမွေးရပါနေပါလဲဟာတာကိုတင်ရှိတင်းလောက်ပဲရှိဇီဝဆုံးငှက်တွေဟာသူတို့အံဘက်နဲ့အတိုက်လောက်ခါဥဥပြီးမြို့ပေါ်တာတွေလောက်တိုင်ငှက်တွေဖြစ်ပြီး တနှစ်ကိုငှက်တိုက်၃ချိန်၄ချိန်တော့သာခွာယူရတာဖြစ်ပါတယ်။အဲတိုင်ကိုလှုပ်ပြီးတော့လည်းသူကဥဥကိုလှလိုက်တယ်ဥဥခဲဥလိုက်လို့ရှိရင်အဲငေတိုင်နူးနူးလေးနဲ့လလာနဲ့လည်းကောက်လို့ရတဲ့အမငေတိုင်နူးနူးလေးပဲသူလည်းဥဥရောငေမကြီးရတယ်အဲ့ထက်မှအဲ့လိုဘာလို့ကျွန်တော်အဲ့လိုမဟုတ်ဘူးငေတိုင်ကိုဥဥခဲပေးတယ်ဥပြီးတော့အကောင်လေးရှိတယ်အကောင်လေးအတောင်ဆိုပြန်သွားတယ်ခါကျွန်တော်ငေတိုင်ရဲ့ရေးတဲ့အော်ရေမားတော့ဘောနော်အဲ့လိုရေမားကောင်းတယ်ပြီးတော့ငေမကြီးပဲလည်းအစိမ့်ပြေပေါ့ခလေးတဲ့ရတဲ့မြို့ပွားတဲ့အကောင်လေးနဲ့အိမ်မပြောင်းဘူး ဒီလိုစီဝဆုံးငှက်တွေကိုအတန်စနစ်ပါတိုင်းငှက်ခေါ်ဆက်တွေနဲ့မွေးမြူတာကိုဘိတ်ကော့တောင်းပုတ်ပြင်းရေတန်ဖြူစရက်နဲ့ကြိုက်ထုံမျိုးတွေမှာပါ မွေးမြူလာကြတယ်လို့သိရပါတယ်ခင်ဗျာကိုချိုလင်းဦးတင်ပြပေးခဲ့တာပါရှင်မခွေးတိုင်းမင်းလှမြို့နယ်တွင်ကလက်ရက်ရေနံတွင်နေဟာအခုတစ်ခါရေနံအထွက်နှုံတိတိတသာကျဆင်းလာတဲ့အတွက်ဆက်လက်လုတ်ကိုင်းနေသူအနေငယ်သာရှိရတယ်လို့သိရပါဗျ။ RFA သတင်းတောက်ကိုဇော်တူးကသတင်းပေးပို့ထားပါတယ်ရှင်။ မကွေးတိုင်းဒေသကြီးတရက်ခဲမင်းလာမြို့နယ်မှာရှိတဲ့လက်ရက်တွင်ရေနံမော်တွေမှာရေနံထွန်းထုတ်ကြာစင်းတဲ့အပြင်ဈေးနှုန်းတွေပါကျတဲ့အတွက်ရေနံမော်လက်ရက်တွင်တွေကိုစွန့်ခွာသူတွေများလာတယ်လို့ပြောပါတယ်မိမိနေထိုင်ရာဒေသကနေအိုးပြစ်အိမ်ပြစ်နဲ့လာကြသူတွေအချို့ကတော့ဒီနံမော်တွေမှာပဲရသလောက်အမိကိုလုတ်ကင်နေရတယ်လို့ပြောပါတယ်တနေ့ကြော်ပြီးဒီပေါ်ကြတော့ဟိုဘက်ကပထောက်ပန်းကူးပဲပထောက်မရောက်ခင်ကသွားကသာလာငချောင်းတော့ကသာလာတသိတသိပျောက်ပျောက်လာမော်ကြီး ဒီမောကရေနံပါသွားတော့ဒါကဒီမောရွှေဒူးလိုက်အဲလိုပြောင်းပြောင်းလာဒါဒီက9ယောက်ရှိတာအခုအိမ်မဲ2ယောက်ဒီရေနံမောကနေပြီးဖက်ကသွားတာက1ယောက်ဒီမသားမီး2ယောက်နဲ့အလုံးသမားနဲ့ငှားပြီးတော့တော့ခုချိန်လေးကတော့9ရက်မှ2လုံးလောက်ရတော့ဒီရေနံကတော့တလောက်မကဘူးရတယ်တသိန်း2000တသိန်းလုံးကတော့ရတယ်နဲ့တရက်တလုံးလို့လို့ရတယ်အခုကြတော့9ရက်2လုံးရတော့တာစားရုံပူပူလေးပါ အလို့ဆလုံးယုံမချင်းလေးတွေထပြုပြင်တာပြုပြင်မဲ့အတိတူနိုင်ရင်တူးမဲ့ဒီကိုလေးလေးအစုပြီးတော့အိမ်ပြောင်းလို့ရတယ်လောက်ကိုမကပ်ဘူးတောင်းသူကမိုးပေါင်းတော့တော်ရေးမဝင်ဘူးအားကြောင့်မို့တော့မှလည်းပြင်းတယ်တောင်းသူဆိုတော့တော့လည်းရောင်းဘူးလုံးတော့ဘူးလက်ရဲ့ရေနံနှွေးတွေကိုတွင်းမြင်တဲ့လက်နေပစ္စည်းငါးစားသူကလည်းတခြားလုတ်ကန်စရာ မရှိလို့ဝန်ကွင်းနေပေမဲ့ဆက်လက်လုတ်ကန်နေရတယ်လို့ဆိုပါတယ်အော်ပြင်းခက်ခဲဖြစ်တဲ့ရေနံနှွေးမှာ ။ဟာဘာဖြစ်တယ်ညာဖြစ်တယ်ဖြစ်တဲ့ပုံစံကျွန်တော်တို့ပြောပြပြောပြရင်သူတို့ပြောပြတဲ့ပုံစံနဲ့ကျွန်တော်ကဘာဖြစ်စင်းယူပါ။ဘာဖြစ်စင်း၅ပါ။လူကတိုင်းလိုရတဲ့လူကတိုင်းလိုက်ပြီ။ညက်တဲ့ပုံစံတော့တိကျတိရပါစေပေါ့ဗျာ။ပစ္စည်းဖြစ်တဲ့အခက်အခဲဖြစ်တဲ့ပုံစံ။လူများတော့လောက်တဲ့လူများတော့အခက်အခဲဖြစ်တဲ့လူများတယ်။အဲ့မှာလည်းကျွန်တော်ဝင်ငွေရတော့ပြီးတာတိုးတက်တယ်ပေါ့။အခုချိန်ကတော့တော်တော်ပါရအတွက်ခေါချိုးမှုကကျသွားတယ်ပေါ့ဗျာ။တော့တဲ့ရွေးချယ်စရာလည်းမရှိဘူးပေါ့ဗျာ။ဝင်လည်းပြောရင်အဲ ဘာမှတောင်းသူလို့เสียရလဲညီကိုဘာညီကိုရောက်ဖတ်တော့အောင်ရှိအဲ့တော့ရှိတဲ့တောင်းသူနဲ့လည်းအလုပ်စင်မပြေဘူးပြီးတော့လုပ်ငန်းမှာလည်းလုပ်ဖို့မလိုအောင်လေတယောက်လုပ်ရင်ရပြီတောင်းသူကအဲ့တော့ဒီမှာညီကိုဝန်ခွဲနေရတာသူ့ပြီးတော့လုပ်နေရတဲ့ဘောဘရောက်ပင်ရေနံမတကိုင်းငနောင်မုံးစားရေနံမော်တွေတော်တော်များများဟာရေနံထွန်းလို့မကောင်းတဲ့အပြင်ပြန်လေရောင်းချတာမှာဓာတ်ပင်ရေနံမော်ကရောင်းစရာချမ်းမော်တွေတဲ့ပူနေတယ်လို့ပြောပါတယ် ူတို့လည်းရေနံစေးကြတာတော့လူပဲကြုံတွေ့နေရတယ်ပေါ့လေရေနံစေးတွေနေရတော့ဒါပေမဲ့ဒီမော်ကပို့ပြီးတော့ဟိုကျွန်တော်တို့စခန်းကြီးမှာဆိုရင်စီပီပါတပီပါကိုဟိုပို့တောင်းဝန်ညာတော့ရှိတယ်ဒီလောလောတဲ့အနေထားမှာဟိုကျွန်တော်တို့ရဲ့မော်မှာတော့လောလောတဲ့အနေထားကတော့6000ဝန်ညာလောက်ပဲရှိတယ်ရေနံထွန်းလုံးကအရင်မနစ်ကတုန်းကဆိုရင်ဒါပီပါချင်းတွေထွက်တယ်ဒါဒီနှစ်မှာဆိုလို့ရှိရင်တော့ဒါကျွန်တော်ဘူးချင်းလေးတွေပဲထွက်တော့တာ ဒီရေနံနယ်ပဲရက်တည်နေရတာဆိုတော့အချင်းအမျိုးမျိုးတွေကြောင့်ဒီလိုပဲဒါမိကူနေရတာပေါ့လေအရင်နှစ်တွေကရေနံမော်လည်းရဲ့တွင်းသူတွေအစဉ်ပြေကြလို့ကွက်လက်မကြံတော့အောင်နေရာနဲ့လုကင်ကြပါလေအခုကမှတော့ဒေတာတွင်းရေနံမော်လည်းရဲ့တွင်းရေနံထွန်းထုံသိစရာကြာဆင်းသွားတာနဲ့အတူဝင်းငွေပါအလွန်နှဲပါလာလို့ရေနံမော်လူသားတွေရေကြီးရမျက်နှာရာကိုပြောင်းရွှေ့လုကင်နေကြရပြီလို့သိရပါတယ်ခင်ဗျာခုဆက်ပြီးမွန်တိုင်းသားဘာသာအစီအစဉ်ကိုထုတ်လွှင့်ပေးမှာပါ မော်လမြိုင်နဲ့တန်ဖြူစရက်မြို့ကဆရာဝန်တွေနဲ့မော်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်ပူးပေါင်းပြီးကရင်ပြည်နယ်ဖအံမြို့နယ်မှာအခမဲ့ဈေးကူတာပေးခဲ့တဲ့အကြောင်းမြန်မာဘာသာစာရန်ထိုးတင်ပြထားပါတယ်ရှင်တောကလင်းချမုတ်ငွေပဒုတိတောင်းတော့ကိုနကဟကုံမိချောက်ပေါတော့လိုက်တော့တွေးပေါင်းတူကအကြဆုံးနကတိုင်းမုံမလောင်စပေါတော့တွေးဖိုင်ထောင်ပန်းဝီကောမောင်ရဟိတ်တဲ့ကောငူမဲပဒုကသေစာကရင်ပွနင်းဖာအန်ကွမ်ဟယာဘဒုကရက် ตล์แบบก็มีจับบุพเพลก็ได้อไปแบบเปลี่ยนช็อจานก็มาไปจาก็เลยไปโกลมาอย่างโกลมาอะไรเลยเออจะได้เปลี่ยนทอกปังเปลี่ยนปนยาออจะก็เลยเอ่อโกลมาอย่างเออเนี่ยก็ดีแบบสเปสเปว้แบบไตฟัวตอนสเปว้ยเนาะจะเลยไปโกลมาอย่างดีตัวดีแบบเปลี่ยนทอกปังเปลี่ยนทอยเนาะไดะโอ้ยก็มอบมาไปจากโกลมานน้ำเหล่ามาเกจากโกลมาเนาะ nan nô mắt cái chắc luôn tôi quan tế sát nóng mũi mình tôi cái thế áo quỷ cầu mà mà nô cho con con nạ con bốn nhà cái nhìn liên quan tôi có đi cổ nà nô bằng tôi cả cha huy tôi tôi bên thoát dậy con bốn nhà nô bắt luôn mà ngọc luôn nà nô có đi nhỉ cha hổng đấy nè có chết na áp hay lòng bàn quỷ có lời vừa tao ta mới chịu viên hôm na lộ sảnh nô đấy chỉ cả rồi giờ cho so dù giờ cho so rồi giờ co này go, giờ con nhà của chị bài nó này có tàn bôn nhà có màn mà đấy sao cái hắc cung như tổ này có hư hiệp vậy như nào cái đấy đại lôi cái áp quanh màn cái gì, mà nó một qua như thế cả thời gian nó có thì vài phàn cái cây cái gì đấy đấy, cả công, cái 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 tàu 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 phải có có ba trăm, chọc nút ô cháu trên tan nhưng mà như đó ตัวใส่กระก้มตัวกลิ้งกีตาเพียบพอวันีบ้าจุจำเจ๊กระจอกกีตาหมัดปวกเลยปากวีก็เลยโยนเนก็เลยอุกุยจังปวกวันยายนุกเออกุถาฮักุนบีเจ้าเปิกตัวจินตานหอมลุเรนี่แม่ต่อรกวันเฮียตัวใส่ยิ้วหอมก็ បាទជាលោកគាន់ថាកអនុវកញោមអស់មកទីក្លោញបាទណោលើបាទណោណាមកមិនចតវូននេះមីចៅបើហកុំអត់ទុនចរៃប្រែម៉ោណូព្រោះកណានបាទជពោះក៏ចាក់តែបតនោះទេតកកណាក៏តានលួយព្រោះក៏ប្រែទុនលួយមកឧតកញ្ញាងតកំពួយវ៉ាទេសាតែលំផោតនៅណែតក៏អាកុំមិនរងបាំងនោះគេតែមគេទេ ပရိသတ်တူပေမပရုကောအဖေဖဆာမွန်ဝေတောစံဖွန်ကောကေတောမတဆတ်ချောရဆကယဘပရကလမွန်မွန်ကလာမန်ဒီကိုရေဟနေနာရောတန်ကိုနာောမွန်တိုင်းနာဘာသာအစီအစဉ်ကိုထုတ်လွှင့်ပေးခဲ့တာပါရှင်ပရိသတ်များရှင်အရဖေရုပ်မြင်သံကြားအစီအစဉ်တွေကိုအချိန်တိုးချဲ့ပြီးထုတ်လွှင့်ပေးနေပါတယ်ညဘက်၈နာရီခွဲမှာပုံမှန်ထုတ်လွှင့်နေတဲ့အစီအစဉ်ကိုနောက်တနေ့မနက်9နာရီခွဲမှာတစ်ချိန်နေ့လယ်တနင်္လာနေ့မှာတစ်ချိန်ပြန်ပြီးထုတ်လွှင့်ပေးနေပါတယ် ဒီအစီအစဉ်တွေကိုလက်ရှိထုတ်လွှင့်နေတဲ့ Asia Set 7ဂျိုလူနဲ့ New Skies ဂျိုလူတွေကနေဖန်ယူကြည့်ရှုနိုင်တဲ့အကြောင်းအသိပေးအပ်ပါတယ်။ဒီညအတွက် RF ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှာရင်ပြီးဆုံးပါပြီ။ကြည့်ရှုကြတဲ့ပရိသတ် အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။